ဟယ်လိုအားလုံးမင်္ဂလာပါ fitness မှာပြန်လည်ကြိုဆိုပါမယ်ဒီပြောမယ့်အကြောင်းအရာကတော့ fighter ငါးတွေဘယ်လိုဖောက်မလဲ fighter ငါးအထီးနဲ့မှအခုမြင်နေရတာကအထီးနဲ့မှဖြစ်ပါတယ်အထီးကအတောင်ကြီးရှည်တယ် မားကတော့ bike ကလေးနည်းနည်းပူပဲပြီးတော့အတောင်တူတယ်ဒါသူတို့နှစ်ကောင်ကိုပေါ့မဖြစ်ပါနဲ့ဒါလေးအမှလေးအိုးဝါလေးတင်းနေပြီသူတို့နှစ်ယောက်လည်းမှန်မှမျက်နှာချင်းဆိုင်ဖြစ်နေပြီ ီဘက်ကအထီးလေးပါသူတို့နှစ်ကောင်ကာထားတဲ့အလေကအကန့်ကိုဖြုတ်လိုက်မှာဆိုရင်ဖြုတ်လိုက်မှာဆိုရင် ဒါသူတို့မျက်နှာချင်းဆိုင်နေပြီတစ်ကောင်နဲ့တစ်ကောင်မျက်နှာချင်းဆိုင်နေပြီဆိုလို့ရှိရင်ဒါသူတို့ကိုဖောက်လို့ရတဲ့အနေအထားပေါ့နော်သူတို့ဖောက်လို့ရနေတာမျက်နှာချင်းဆိုင်နေပြီဆိုလို့ရှိရင်ဒါဖောက်လို့ရတဲ့အနေအထားပါအဲ့တော့သူတို့ကိုတစ်ကောင်ချင်းခွဲထားနေပြီးတော့ကံနှစ်ပေတပေကံထဲမှာ ောက်မဲ့ဤအစဉ်အဆက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ကဲလိုက်ခဲ့ကြပါဦး။ဒီကံကဖောက်ဖို့ပြင်ထားတဲ့ကံပေါ့နှစ်ပေတစ်ပေစိုက်ကနှစ်ပေတစ်ပေရှိပါတယ် ပြီးတော့ဖိုင်တာ၅တွေဖောက်မယ်ဆိုလို့ရှိရင်ဒီလိုစပေါ်ရှင်သားမျိုးလိုအပ်ပါအောင်တို့ကရေလောက်တာမကြိုက်တဲ့၅တွေဖြစ်လို့ကြောင်းဇုံလိုအပ်ပါအောင်အဲ့တော့သူ့ကိုထုတ်လိုက်တယ်ပြီးတော့ရေရဲ့အနည်းကရေလက်မလုံးလက်မကိုရေလက်မအောင်လဲအားတဲ့ဘာလို့ဒီလိုဒီကနေမှဒီညမထဲဘူးထဲကြမထဲဘူးအောက်ကနေမထဲဘူးပြီးတော့ရေက

I got facts over facts over tracks. This and that, spitting slow, spitting fast. I could roast, I could gas. Think I'm okay at last, but I don't know if that can erase all the past and the pettiness. A reflection of the emptiness. Hilarious, you think you're worth my time? You're delirious, mysterious. Because you are behind a fake exterior, inferior. You know I'll always be a bit superior. Get off of me, this ain't no humble brag. I want you to hear words, you can say them back. I want you to feel free from the chains at last, and to believe in what you got. It was built to last. Yeah. Now that I've been through hell, I never got anyone's help. I had to do it all myself. I don't ever slow up, no, I don't take shit. i got no love for the fake If you wanna play tough and wanna oh, this, this, I'm gonna show a statement. I don't ever not have got ဒီမှာပရိုဂရမ်ကိုဘယ်လိုမှမဟုတ်ဘူးကျွန်တော်ကတော့ဒီကိုယ်ပိုင်ကတော့အဲဒါကိုဒါကိုရိုက်လို့ကောင်းတယ်ဒါပလတ်စတစ်အခြေအနေတိုင်းလုံးကိုဘယ်လိုဘယ်လိုကိုအန်ဒါလာပါ But they're always possible If you just believe you could be so I don't

သူတို့အချင်းချင်းမကြိုက်လို့ရှိရင်ကြိုက်တတ်ပါတယ်။အဲဒါကြောင့်မလို့အမလေးလှုပ်ပေးပါဘူး။ချီလေးကိုဒီထဲကိုလှုပ်ပြီးတော့ဒီရေလေးကိုလှုပ်ပြီးတော့ဒီနေရာမှာအတိုက်ဆော့ဖြစ်တယ်။အတိုက်ဒီပြေဆုံးဆိုတော့မှာအမလေးကိုတွတ်မှာဖြစ်ပါလေ။ကဲအဲဒါကြောင့်မလို့အချီလေးကိုထည့်မယ်။အချီလေးကိုမထည့်ခင်မှာဒါတကိုက် green စီယူအနေနဲ့ထည့်မယ်။ ီဆေးကို450 450ဆက်လောက်ထည့်လိုက်တာပေါ့နော်450လောက်ချက်မယ်ရေထဲကိုတမအောင်ရေထဲကိုတမအောင်ဝင်မယ်မောင်မှုပြီးဒါဆိုရင်ရေလဲပြင်ပြီးပြီးကန်လဲပြင်ပြီးပြီးငါးအထီးလေးကိုထည့်ဖို့ပဲကြံတယ်နော် အဲ့တော့ပထမဆုံးအဆင့်မှာဖောက်မဲ့ကန်ကိုပြင်ထားရပါမယ်။ရေကလေးလက်မှဝင်းကျင်မဲ့ထားရပါမယ်။ပြီးတော့အတိုင်းဆောက်ဖို့အတွက်ရေပေါ်ပေါ်စီတဲ့အရာတစ်ခုခုကိုထည့်ထားလို့ရပါတယ်။ဒီမှာတော့ plastic အကြည်ကိုခင်းထားပါတယ်။ဘူရူရိုက်လို့ကောင်းအောင်လို့ plastic အကြည်ခင်းထားပါတယ်။တချို့ကဘန္နာရွက်တို့ရေမော်တို့ဘာလို့ထည့်လို့ရပါလဲ။ အဲ့တော့ဒီအဆင့်နဲ့ပြီးပြီဆိုလို့ရှိရင်အထီးလေးကိုဒီကံကျဲထဲမှာလွှတ်မယ်လွှတ်ပြီးတော့အမားလေးနဲ့အမားလေးကိုသူကကြည့်မယ်အတိုက်ဆောင်မယ်ကြည့်မယ်အတိုက်ဆောင်မယ်အဲ့တော့သူ့အတိုက်တွေပြီးပြီဆိုတော့မှအမားလေးကိုလွှတ်မယ်နော်အခုအဆင့်ကအထီးလေးကိုထည့်ရမယ်အဆင့်အဲ့တော့အထီးလေးကိုထည့်မယ်โอเคရလိုက်အထီးလေးကိုထည့်မယ်အထီးလေးကို လို့တော့မဟုတ်ဘူးဗျာ။ဘာလို့ထွက်သွားတော့ကြည့်။တိုက်မယ်။ဟမ်။အဲ့တော့အဲသူဒီအောက်မှာသူအတိုက်ဆောင်မယ်။ဒီ းငားမလေးကိုသူအနည်းဆုံးဖြစ်အောင်နည်းနည်းရွှေ့ပေးတာ။နောက်သူပပလေးလဲလို့လဲလို့ပတ်လို့ရအောင်နည်းနည်းလေတော့မှထား။ပြီးဒါဆိုရင်သူဒီနေ့ process ကသူကငားမလေးကိုကြည့်မယ်ပြီးရင်တိုက်ထဲမှာအတိုက်ဆောင်မယ်။နော်။အတိုက်တွေပြည့်ပြီဆိုလို့ရှိရင်ငားမလေးကိုပါလွှတ်မယ်။အဲဟိုမှာသူတို့နှစ်ယောက်ခေါင်းချင်းဆိုင်နေတာလေးကြိုက်တာ။ 老年赛里比打。 ာမှဘူးပြုံးမယ်ဖြည်းဖြည်းချင်းလုပ်နော်ဒါထည့်နေဖြည်းဖြည်းချင်းလုပ်နော် 妈妈，你出来！喂，你好，胡总，有。 Perlu tahu lagi untuk plastik kena tuan ni. Amalia tahu juga. Tiada nenek panat. Amalia juga tuan. Apa? Okay, turun ke sini. သားအောင်ဘူးကအထီးပေါ်မှာအများကြီးမူတည်ပါတယ်အထီးလေးကမိန်လိုက်ကောင်းမှုအပြင်သားထင်းကောင်းမှုလည်းလိုအပ်ပါတယ်သားထင်းမကောင်းရင်လည်းသားတင်နှုံနေတယ်သားဒီမှာပောက်ပဲနေတတ်ပါတယ်မလေးအထီးလေးကိုအတိုက်ဆောက်ခိုင်းတယ်။ချီရအတိုင်းဆောက်ဖို့ပြင်တယ်။ မတိုင်းမလုပ်တတ်တဲ့အထီးနဲ့တိုက်တည်အမှားနဲ့တွေ့နေပြီဒီထီရတော့တုံးကြတော့ဒီတိုင်းဆိုရင်တော့အမှားလေးကိုအမောင်တည်တဲ့ထည့်ပြန်ပြီးတော့ပြထားမှဖြစ်နေပိုက်ဆောင်အဲ့တော့အမားလေးကိုပြန်ထည့်မယ်ပြန်ထည့်ပြီးတော့တညထားခဲ့လိုက်မယ်ဘယ်လိုမလို့ကြည့် ကဲအမားလေးကိုပြန်ထည့်ထားလိုက်ပြီအချီအတိုက်လုပ်ပြီးမှပဲအမားကိုပြန်လွတ်တော့စင်မပြေဘူးအချီရအတိုက်မဆောက်တတ်တဲ့ကောင်နဲ့တွေ့တယ်အဲ့တော့မင်းဒီတင်ညဒီတင်ညအချိန်ပြီးမယ်အတိုက်ဆောက်တော့အချီလျာစပြီးလုံလုံနေပါပြီအတိုက်တွေဆောက်ထားပါတယ် ထီလေးကနောက်နေ့မနက်မှာပထီလေးကအတိုက်ဆောင်လို့အမာလေးကိုလှုပ်လိုက်ပါတယ်သူတို့နကဟိုးပါမှာအမာလေးပိုက်ကမပိန်သေးဘူးခုမကြသေးဘူးနဲ့ဒီပဲအမာလေးကမပိန်သေးဘူးပိုက်ကလေးကတော့ ဥလေတွေ့လားဥလေဥချာဟာတို့မီထွန်လိုက်လို့မီထွန်လိုက်လို့ဒီဘက်ကမလာတော့အောင်မလေးချတာအမလေးကိုလိုက်ကြိုက်နေ ။ဟောဒီဘောကိုထုံးမှာ။ဦးညတော်ရိုက်ရိုက်မလို့လောက်တာနဲ့မိဖွင့်လိုက်တာနဲ့အထီးလေးအမောင်းလိုက်ကြိုက်တော့အထီးလေးကလှုပ်ရှားလုံးနေပြီ။ မာလေးဆီယာထွက်ကြတာရဲ့ဥတွေကိုတိုက်ထဲကိုသူလုထားတဲ့အတိုက်ထဲကိုလုံးင်းပြီးဆက်ပြီးဒီလေသူ့တိုက်ကိုအထီးကိုမခံတော့မာလီယာပြေးနေရ မလေးကိုဖယ်ထုတ်ပြီးအထီးလေးအလုပ်တွေရှုပ်နေတယ်။အမအူရကြနေလားကြည့်နေလား။အမတို့လာဦးလေးလေးလုံးကြဘောအဲ့လိုကြပါတဲ့ဦးတွေကိုကောက်ကောက်ပြီးတော့ဦးတိုက်တယ်ကိုပြန်ထည့်တဲ့အလုပ်ကိုသူလုပ်နေတာပေါ့ အမားလေးကတော့မလိုအပ်လို့ထုတ်လိုက်ပါပြီ။အပြည့်လိုလဲဆိုတော့အမားလေးကဥတွေကိုပြန်စားလို့ပါ။တိုက်တာငါးမျိုးမှာအချီးတွေရပဲတားထိန်ပါတယ်။အမားတွေကဥတွေကိုပြန်စားပါတယ်။အချီးရဲ့လောက်ကကျသွားတဲ့ဥတွေကိုအောက်ကျသွားတဲ့ဥတွေကိုပြန်ကောက်ပြီးတင်တယ်။ ရဲ့ title ပြန်ထည့်တယ်။အဲဒီ load တွေကိုတော့ ဒုတိယရက်မှာရေမကူးတဲ့ငါးလေးပြာပောက်ကိုပြုတ်ကျလာတဲ့အခါသူ့ဘေးကအတိုက်ပုံကိုပြန်ထိုးတင်ပြီးတော့လည်းဘူစီပေါင်းနေတဲ့ကိုပြန်ထည့်ပြီးပါတယ်ဒုတိယရက်မှာတော့ငါးလေးတွေကအနည်းငယ်ရေကူးကျွမ်းကြတာပါပဲ ။မူစီပေါင်းထဲမှာတားလောင်းလေးတွေ့လာ။များကြီးပဲ။ဆင်းလိုက်တက်လိုက်နဲ့ရေတိတ်ခုရေကူးတိတ်မကြွနေဘူး။ နှာလုံးများရေလွတ်လွတ်ကျွတ်ကျွတ်ဂူပြီဆိုလို့ရှိရင်အစာထည့်ပေးလို့ရပါပြီငုံငူချက်အောင် ပြုတ်ပြီးအနှစ်ကိုအေးဖြော်ပြီးအဆက်ကလေးတွေချပြီးကျွေးလို့ရပါတယ်အစာကို2ရက်တခါ3ရက်တခါလောက်ထည့်ပေးလို့ရပါတယ်အရင်အများရင်တော့ရေပုတ်နိုင်ပါလေရေပုတ်နိုင်ရင်အကောင်လေးတွေအတွက်အန္တရာယ်ရှိပါတယ် ေကျွမ်းကျွမ်းကျင်ကျင်ကူတက်ပြီဆိုရင်တော့အထီးကိုဖယ်ထုတ်လိုက်ပါတော့ဆက်လက်ပြုစုဆောင်ရှောက်ရင်းအလွန်လှပတဲ့နားလေးများကို ပိုင်ဆိုင်နိုင်ကြပါစေအားလုံးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်ပတ်တွင်မှာလဲမဟာတာဖောက်ခြင်းနဲ့အခြားဘူဒ္ဓရာဝယ်ရာများကိုလည်းဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ like subscribe share တွေလုပ်ပေးဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ချီလေးလည်းပင်ပန်းသွားလို့အခုမှနားရပြီပေါ့